တပေါင်းလာပြီနေသို့မဟုတ်မြတ်ဗုဒ္ဓပြီးတော်ဝင်အခါတော်နေယနေ့သည်တပေါင်းလာပြီနေမြတ်ဗုဒ္ဓပြီးတော်ဝင်အခါတော်နေဖြစ်ပါတယ်မြတ်စွာဘုရားရှင်လက်ထက်တော်အချိန်ကဘုရားရှင်ပြီးရာဇဂျိုပြီးဝီလူဝန်ကျောင်းတော်၌သတင်းသုံးကအင်္ဂတိုင်းနှင့်မကရတိုင်းမှဒကာဒကမများအားတရားရည်ဤတိုင်ကျွေးလျက်ရှိပါလေထိုသတင်းကို ခမဲတော်သုတ္တရဏမင်းကြီးကြားသည့်တော့အခါဘာတော်ဘုရားကိုဖူးတွေ့ကျင်သောကြောင့်အမတ်တယောက်အားအချွေရန်တစ်ထောင်နှင့်အတူစေလွတ်၍ပင့်ခိုင်းလိုက်ပါသည်ထိုအမတ်သည်ဘုရားရှင်ထံရောက်လာရမှမြတ်စွာဘုရား၏တရားတော်ကိုနာကြားရ၍အချွေရန်တို့နှင့်အတူယဟန်မြူသွားပါသည်သုတ္တရဏမင်းကြီးထံသို့ဘုရားရှင်ကြွားရောက်တော်မူရန်မပင့်ပြစ်ခဲ့ပေမင်းကြီးလည်း နောက်ထပ်၍အမတ်တို့ကိုအချွေရန်တကောင်စီဖြင့်ကိုးချိန်တိုင်အောင်စီလွတ်ခဲ့ပါလေသို့သော အမတ်များနှင့်အချွေရန်များအလုံးရဟန်းပြု၍ငြိကြပြန်ပါလေစေချိန်မြောက်ပြီမူဖရာရှင်နှင့်ဖွားဘတ်တော်ဖြစ်သောကာလူဓာဤအမတ်ကိုစီလွတ်ပါလေကာလူဓာဤအမတ်သည်လည်းရှေးကအမတ်များနှင့်ဤသူပင်နောက်ပါများနှင့်တကားရဟန်းပြုပြန်ပါလေတို့ရတွင် ကာလူဒာ၏အမတ်သည်ခီးလမ်းပန်သာယာသောတပေါင်းလအချိန်သို့ရောက်သောအခါတွင်ကလမ်းခီးသာယာဘုံတပေါင်းလ၏အလှကိုဂါရာပေါင်း60ဖြင့်ဖွင့်တွင်ကကပိလဝိမီတို့ကြွားပါမိအကြောင်းဖျားရှင်အားရှောက်ထားတောင်းပန်ပါれဩရာဖျားရှင်လည်းလက်ခံကတပေါင်းလာပြီနေ၌ကပိလဝုနေပြီတော်သို့ကြွားတော်မူခဲ့ပါれဖျားရှင်ကပိလဝုနေပြီတော်သို့ကြွားတော်မူခြင်းကြောင့် မိကျောရာယုံចောင်းကြီးပေါ်ပေါက်လာပါတယ်။ဂါထာတစ်ထောင်ဖြင့်တန်းစားစင်အပ်သောဝိတ္တန္တရာဇတ်တော်ကြီးကိုအော်တော်မူခဲ့ပါတယ်။ခမေရောသုတ္တရဏမင်းကြီးသည်လည်းမဟာဓမ္မပါလဇတ်တော်ကြီးကိုကြားနာရသဖြင့်အနာဂံနေခဲ့ပြီးနောက်ခါရဟတ်တပူတည်သွားခဲ့ပါလေ။ဘုရားရှင်ကပိလဝေမီသို့ကြွားရောက်တော်မူ၍အရာဟောတော်မူသည်ဖြင့်မိဝေတော်ဂေါတမီသည်လည်းသောတာပန်တည်ခဲ့ပါလေ။ ရတောတရားကိုအကြောင်းပြု၍စန္ဒဂိန္ဒရီဇတ်တော်ကိုလည်းဖျားရှင်ဟောတော်မူခဲ့ပါတယ်။မိတော်နန္ဒမင်းသားယဟန်ပြုခဲ့တယ်လို့သာတော်ရာဟုလားပါမဏိဘဝကိုရောက်ရှိပါတယ်။ဗာကီဝင်မင်းသားတစ်ထောင်ယဟန်ပေါင်တို့ရောက်ရှိပါတယ်။ဆွေမျိုးတို့ဖျားရှင်ကိုကြည်ညိုစေရန် ဆောင်ရွက်ရာ၌ထူအောင်မြင်သည်ဖြင့်ကာလူဓာယီမထေအားကုလပတာရဣတိတိဘွဲ့ချီးမြှင့်တော်မူပါသည်။ တပေါင်းလာပြီးနေသည်ဖယားရှင်ပြီးတော်ဝိညာဉ်စာတင်ကြွလန်းသောနေ့ဖြစ်သည်ဖြစ်လေထိုနေ့ကိုအကြောင်းပြု၍သာသနာတော်၌ပူဇော်သောဖြစ်ရည်ကြီးများပေါ်ထွန်းခဲ့ပါသည်ထို့ပြင်မဟာတက္ကိတရား၃ခုတပေါင်းလာပြီးဘုဒ္ဓဟူးနေ့တွင်တရားမင်းဥက္ကလာပမင်းကြီးတပုတ်သားနှင့်ပလိကကုံသေးညီနောင်တို့ကြီးမှု၍ရွှေတကုံစီတော်ကြီးကိုတီထားခဲ့သည်ဟုသမိုင်းကဆိုပါသည် ဤကားတပေါင်းလာသူအကြောင်းပြု၍သာသနာတော်၌ပူဇော်တော်မှတ်တိုင်ကြီးများပေါ်ထွန်းလာခြင်းဖြစ်ဖြစ်ပါれတပေါင်းလာသည်မြန်မာလာများတွင်12လမြောက်ဖြစ်၍တစ်နှစ်တာဤနောက်ဆုံးလာဖြစ်ပါれတပေါင်းလာဤပထမလာဝတ်သည်စောင်းရာသီတွင်ကြာရောက်၍ဒုတိယလာဝတ်ကနွေရာသီတွင်ကြာရောက်ပါれစောင်းကုန်းနွေစသာယာနာသောတပေါင်းလာရာသီဖြစ်ပါれထို့ကြောင့် ခင်အဆက်ဆက်စာသူတို့ကတပေါင်းလာဤအလှကိုရေးဖွဲ့ခဲ့ကြဒီမှာယနေ့ထိတိုင်ဖြစ်ပါတယ်။ရှေးရခင်ကတပေါင်းလာပွဲတော်သည်သဲပုံစီဒီပွဲတော်ဖြစ်ပါတယ်။သဲပုံစီဒီပွဲတော်သည်ပကံခိဘုမဟုပကံခိမတိုင်မီကပင်ပေါ်ပေါက်ခဲ့သည်ဟုအချို့ကဆိုကြပါတယ်။နောက်ပိုင်းတွင်သဲပုံစီဒီပွဲတော်ကျင်းပသည့်တလိအပြေးပြေးမိမ့်သွားပြီးတပေါင်းလာပြည်နေပြီဖျားပွဲတော်များကျင်းပသည့်တလိ ေစားလာခဲ့ပါတယ်။ထို့သောဘုရားပွဲတော်များကျင်းပခြင်းကိုပင်တပေါင်းပွဲတော်ဟုခေါ်ဆိုကြခြင်းဖြစ်ပါတယ်။တပေါင်းလာပြီနှင့်ခါသမယမှာမြန်မာနိုင်ငံသူနိုင်ငံသားကဘာသူကဘာသားများအားလုံးကျမ်းမာချမ်းသာ၍နှလုံးစိတ်ဝမ်းအေးချမ်းကြပါစေ။